အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာတစ်ဖက်သက်ချင်းနေရတဲ့သူတွေရဲ့အပြုမူနဲ့လက္ခဏာတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်လူတစ်ယောက်ကိုတစ်ဖက်သက်ချစ်တာဟာနာကျင်စရာကောင်းပြီးမျက်မျက်တက်တမရှိတဲ့ခံစားမှုတစ်ခုပဲဖြစ်ပါတယ်ဒီလိုခံစားနေရသူတွေရဲ့အပြုမူနဲ့လက္ခဏာကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်၁အချိန်များစုကိုအဲ့လူအကြောင်းတွေးနေခြင်းသူတို့ချစ်ရတဲ့သူရဲ့စကားအပြုအမူနဲ့လှုပ်ရှားမှုတွေကိုအထက်ထက်အခါခါပြန်လည်တွေးနေတတ်ကြပါတယ် တခါတလေအဲ့အတွေးတွေကအိမ်မက်တွေထဲထီတောင်ဝင်လာတတ်ပြီးစိတ်မတည်ငြိမ်မှုနဲ့ထိုက်လန့်မှုတွေကိုပါဖြစ်စေပါတယ်။နံပါတ်1သူတို့ရဲ့အာယုံဆိုင်မှုကိုအလိုလိုလိုက်ရှာခြင်းဘဝမှာကိုချစ်ရတဲ့သူနဲ့စကားပြောဖို့အတူရှိဖို့နဲ့အခွင့်အလမ်းတွေကိုဖမ်းယူခြင်းကြပါတယ်။အထူးသဖြင့်သူတို့ရဲ့ဆိုရှယ်မီဒီယာကို အချိန်ပြည့်စောင့်ကြည့်နေတတ်ပြီးလိုက်လုတာမျိုးကိုမှတ်ပေးတာမျိုးတွေကိုပါလုပ်တတ်ကြပါတယ်။နံပါတ်3သူတို့အတွက်အလွန်အကျွံ့မျောလင့်ခြင်း ဘဝမှာကိုချစ်ရတဲ့သူကကိုကိုပြန်ချစ်မယ်လို့မျှော်လင့်နေတတ်ပြီးတင်းငယ်တဲ့အချက်လက်တွေကိုတောင်အတိတ်ပဲမျိုးမျိုးကောက်ယူတတ်ကြပါတယ်။ငါ့ကိုတနေ့ချစ်လာမယ်ဆိုတဲ့အတွေးနဲ့ကိုကိုကိုလှည့်စားကာမျှော်လင့်ကြပါတယ်။နံပါတ်၄ကိုကိုကိုနှိမ့်ချပြီးသူ့အတွက်အလိုလိုက်ခြင်းဘဝမှာလူတိုင်းလိုလိုကိုချစ်ရတဲ့သူအတွက်အဆင်ပြေအောင် ကိုစိတ်ဆန္ဒတွေကိုဖျောက်ဖျက်ပစ်တတ်ကြပါတယ်။သူတို့ကြိုက်နှစ်သက်တဲ့အရာတွေကိုဦးစားပေးလုပ်ပေးပြီးကိုရဲ့စိတ်ဝင်စားမှုနဲ့ဝါသနာတွေကိုပါလစ်လျူရှုပစ်ကြပါတယ်။ နပတ်၅ချစ်ရသူနဲ့ပတ်သက်တဲ့အရာတိုင်းကိုဆွဲလန်းခြင်းသူတို့နဲ့ဆိုင်တဲ့အရာဝတ္ထုတွေဥပမာအဝတ်အစားလက်ဆောင်နဲ့ဓာတ်ပုံတွေကိုတင်စီထားတတ်ပါတယ်ပြီးတော့သူတို့နဲ့ဆက်သွယ်နိုင်မဲ့နီလန်းတိုင်းကိုအမြဲဆောင်ကြည့်နေတတ်ပါတယ်တကယ်တော့တစ်ဖက်သက်ချစ်ခြင်းဟာကိုယ့်ရဲ့စိတ်ခံစားချက်ကိုထိခိုက်စေနိုင်ပြီးကိုယ့်ဘဝကိုနောက်ဆုတ်သွားစေနိုင်ပါတယ်အချစ်ဟာတစ်ဖက်တည်းမဟုတ်ဘဲနှစ်ဖက်ညီညီဖလှယ်ရတာဖြစ်လို့ကိုတံမိုးကိုတီးပြီးရွေးချယ်မှုတွေလုပ်ဖို့အရေးကြီးပါတယ် အခုဆိုရင်တစ်ဖက်သက်ချစ်တဲ့သူတွေရဲ့အပြုအမူနဲ့လက္ခဏာတွေကိုသိကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။